္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ morning grade တွေ group 2ကနေပြီးတော့လူမှုဆက်ဆံရေးနယ်ပယ်မှာအလွန်အသွုံးဝင်ပြီးတော့အမြဲတမ်းအသုံးချနေရတဲ့ social skill တွေကတခုဖြစ်တဲ့ interpersonal relationship အကြောင်းကို present လုပ်သွားမှာဖြစ်ပါတယ်ရှင် interpersonal relationship presentation မှာပြောပြပေးသွားမယ်အဓိက topic ၅ခုကတော့ interpersonal relationship relationship ဆိုတာကဘာလဲ interpersonal relationship အမျိုးအစားတွေကဘာတွေလဲ interpersonal relationship ရဲ့အကျိုးကျေးဇူးတွေနဲ့ interpersonal interpersonal relationship ကောင်းမလားအောင်ဘယ်လိုတွေလုပ်ဆောင်ရမလဲဒါပြင်ကို interpersonal relationship မရှိဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးနောက်ဆက်တွဲဆုံးကျိုးတွေဖြစ်ပေါ်လာနိုင်လဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့သီရှာလေးလိုက်ပါဒီလိုလားထောင်ပေးဖို့ရန်အတွက်ပြောချလိုက်ရပါတယ်ရှင် ပထမအဦးဆုံး interpersonal relationship ဆိုတာဘာလဲဆိုတာ ਨੇ interpersonal relationship အမျိုးအစားတွေကိုတော့008ကနေပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင် interpersonal relationship ဆိုတာဘာလဲ interpersonal relationship အပြန်ဆက်ဆံရေးဆိုတာကလူနှစ်ဦးသို့မဟုတ်လူဖွဲ့တစ်ဖွဲ့ကြားရှိစကားပြောဆိုမှုခင်မိမှုယုံကြည်မှုနှင့်စိတ်ကင်ဆောင်မှုများအပေါ်ခြေခံပြီးတည်ဆောက်ထားတဲ့ဆက်ဆံရေးဖြစ်ပါတယ် interpersonal relationship အမျိုးအစားများ နမတေမိသားစုဆက်ဆံရေးမိဘများဝန်ထမ်းများကြားရှိခချင်းမိသားနှင့်တာဝန်ယူများပါဝင်ပါသည်။နမနေမိတ်ဆွေဆက်ဆံရေးလူချင်းမှုနှင့်ခင်မမှုပေါ်အခြေခံပြီးဖြစ်သောမိတ်ဆွေများကြားဆက်ဆံရေး။နမ3အလုပ်ပေါ်ဆက်ဆံရေးအလုပ်တွင်မိဖက်များအထက်အောင်များနှင့်ဆက်သွယ်မှု။မလေးရီးစားလင်များဆက်ဆံရေးချစ်ချင်းတစ္ဆာလူချင်းမှုနှင့်ဆက်ဝင်စားမှုပေါ်တည်သောဆက်ဆံရေး။ In the personal relationship ကောင်းမှုပေါ်လိုအပ်သောအရာများ။နမတေဆက်သွယ်ရေးကောင်းမှုမှု။ olfactory communication နံပါတ်2ယုံကြည်မှုနှင့်သစ္စာ trust and loyalty နံပါတ်3စာနာမှုနှင့်နားလည်မှု apathy and understanding နံပါတ်4ပြပကဖြေရှင်းနိုင်မှု conflict resolution နံပါတ်5တမိုးထမှု mutual respect ဒီရာဝီကလူမှုပုံတွေမှာအရေးကြီးတဲ့ဆက်ဆံရေးတည်ဆောက်ဖို့အထူးငံကြရတဲ့အချက်တွေပဲဖြစ်ပါတယ်ဆက်လက်ပြီးပြောကြားသွားပေးမယ့်သူကတော့ CEO2 ပဲဖြစ်ပါတယ် ဆက်တဲ့ရေကိုအခြေခံထားတဲ့ကျွန်တော်တို့ရဲ့စမှုပံဝင်တဲ့ဆိုင်ဆိုင်ရှားမှာ international relationship ဟာလူတိုင်းအတွက်အရေးကြီးပါတယ်။ international scale ကောင်းတဲ့လူတယောက်ဟာသူ့ရဲ့မိသားစုပတ်ဝန်းကျင်လုပ်ငန်းအဖက်ဖက်မှာအလုံးမဲ့အကျိုးရှိပါတယ်။ international relationship တွေဟာသူသားတွေရဲ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာမှာရဲ့အတွက်အလုံးအရေးကြီးပါတယ်။ခိုင်မာတဲ့ဆက်ဆံရေးကစိတ်ဖြည့်ရှိမှုကိုရပါစေခြင်း thế giới mày của con mình thì sẽ cho xem mỗi người đưa qua thì sẽ này đây thì thì sẽ xa đấy cái thì gì của bên này mà đấy à tôi anh ta bắt xem này cái con ở bài được đấy chúng muốn xét xem sự đấy tại sao từ nhà này sẽ này à có một là bộ này có một là nó sang là bộ gì gì vậy thứ thứ ba cho cha đấy à mà xây bảo rằng xây bảo thì là là nó học biết có một đoạn mình là bộ ba đấy, có một đoạn đã học này thì thì được mà phải biết rồi đấy có một bên là ဆက်လက်ပြီးတော့ဒီကသူကပြောပြပေးတာပါမယ် Interpersonal relationship မရှိရင်လူတယောက်မှဖြစ်လာနိုင်တဲ့အရာတွေကအများကြီးရှိပါတယ်အဓိကအဖြစ်တော့လူမှုရေးစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကြားမှနေရတဲ့အပေါ်မှာသူတို့ရရတဲ့ရောက်နိုင်ပါတယ်လူမှုရေးဆိုင်ရာတယောက်မှမဖြစ်နိုင်တဲ့အရာတွေကအထီးဆန်ဆန်ချင်းနဲ့တယောက်တည်းကြံ့ရင်းချင်းဒါဟာအထင်စားဆုံးနဲ့အဖြစ်များဆုံးအရာပါ လူတွေကသဘာဝအဖြစ်လူမှုရေးသက်တော်ဝါတွေဖြစ်တဲ့အတွက်တခြားသူတွေနဲ့ဆက်ဆံမှုမရှိရင်အထီးကျန်တဲ့လူခံစားရပြီးကဘာကြီးတန်းမှာတယောက်တည်းဖြစ်နေတယ်လို့ဖြစ်နေတယ်လို့ထင်တတ်ကြပါလူမှုရေးဆိုရင်ကြဆင်တာလူတွေနဲ့ပုံမှန်မဆက်ဆံတဲ့အခါမှာဘလို့စကားပြောရမလဲဘလို့တုံ့ပြန်ရမလဲလူမှုရေးရဘလို့ပြုတ်မှုတွေလုပ်ရမလဲဆိုတာကိုမေ့ရသွားနိုင်ပါတယ်ဒါအပြင်အခြားသူတွေရဲ့ခံစားချက်ကိုနားလည်နိုင်စွာအပတိနဲ့ရွံ့နေသွားနိုင်ပါတယ် အကူအညီနဲ့ပတ်ပုံမှုမရရှိခြင်းခက်ခဲတဲ့အခြေအနေတွေမှာဒါမှမဟုတ်စိတ်ညစ်စရာတွေကြုံလာတဲ့အခါမှာရေဖွဲ့တိုင်းတိုင်းပြီးဖို့အားပေးမှုရယူဖို့လူမရှိတဲ့အတွက်ပို့ပြီးတော့ခံရခက်လာနိုင်ပါတယ်လူအဖွဲ့အစည်းနဲ့ဆက်သွယ်ပြတ်တောက်ခြင်းမိသားစုတငယ်ချင်းလောက်ပေါ်ကိုင်ဖဲလူနဲ့ဆက်ဆက်မှုမရှိတဲ့အခါမှာကိုပတ်ဝူချင်းတွေနဲ့ဆက်ဆက်ကိုပတ်ဝူချင်းတွေမှာဘာတွေဖြစ်လာနိုင်မလဲဆိုတာကိုတီးဖို့ခက်ခဲလာပြီးတော့ လူအဖွဲ့အစည်းနဲ့အဝင်ခွေချဖြစ်ဖို့လည်းခက်ခဲလာနိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာတရားမှုတွေမှာဖြစ်လာနိုင်တဲ့အခြေအနေတွေကိုဒီလိုဆက်ဒီလိုဆက်ကဆက်ပြီးတော့ပြောကြားပါမယ်ရှင်။စိတ်ပိုင်းဆိုင်ရာတည်ရောက်မှုများစိတ်သက်သာခြင်းနဲ့စိုးရိမ်ပူပန်မှုများခြင်းအထူးကြောင့်ခြင်းနဲ့လူမှုဆက်ဆံရေးပံ့ပိုးမှုမရှိခြင်းတွေဟာစိတ်သက်သာခြင်းနဲ့စိုးရိမ်ပူပန်မှုဖြစ်ပွားနိုင်ခြင်းကိုတိတိတတ်တာမြင့်တက်စေနိုင်ပါတယ်။မိမိကိုယ်ကိုတံပိုးမထားခြင်း တခြားသူတွေရဲ့အပင်းမှုချစ်ခင်မှုကိုမရတော့တဲ့အခါမှာကိုယ့်ကိုယ်ကိုတန်ဖိုးမရှိဘူးလို့ခံစားရနိုင်ပါတယ်။စိတ်ဖြစ်စီမှုများခြင်းစေတနာတွေကိုတယောက်ထည့်ရင်ဆိုင်ဖြစ်စင်းရတဲ့အခါမှာစိတ်ဖြစ်စီမှုပုံများလာနိုင်ပါတယ်။စိတ်ကျမ်းမာရေးပြဿနာများပိုဆိုးလာခြင်းအရင်ကတည်းကစိတ်ကျမ်းမာရေးပြဿနာရှိသူတွေဆိုရင်လူမှုဆက်ဆံရေးမရှိတဲ့အခါမှာအခြေအနေတွေပိုဆိုးလာနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာတရားမှုများကျမ်းမာရေးမကောင်းခြင်း လိလာမှုတွေအရာလူမှုဆက်ဆံရေးမကောင်းတဲ့သူတွေဟာနှလုံးရောဂါသွေးကြိုးရောဂါခုခံစနစ်အားနည်းခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေပုံများပါတယ်အသက်တူခြင်းအထူးကြံခြင်းဟာဆေးလိပ်တောက်ခြင်းဒါမှမဟုတ်အဝလွန်ခြင်းလောက်တောင်အနေနဲ့များတဲ့လို့ဆိုကြပါတယ်လူမှုဆက်ဆံရေးကောင်းမွန်တဲ့သူတွေအတွက်အထူးကြံတဲ့သူတွေဟာအသက်တူနိုင်ခြေပုံများပါတယ် ဒါတွေအပြင်အလုံးမှာအောင်မြင်မှုနဲ့ပါခြင်းဘဝမှာပျော်ရွှင်မှုနဲ့ပါခြင်းစတဲ့အခြားဆိုးကျိုးတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။အထူးချုပ်ပြောရရင် interpersonal relationship မရှိခြင်းဟာလူတစ်ယောက်ဘဝရဲ့ဓာဏပေါင်းစုံအပေါ်မှာအပြတ်သဘောဆောင်တဲ့တိတ်ရမှုတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်လူမှုဆက်ဆံရေးကိုတိစောက်ဖို့နဲ့ထင်ထင်မှုအရေးကြီးပါတယ်။ပြပါချင်း ကျမတို့ရဲ့ presentation လေးကိုသင်ရှာ view တဲ့ဆိုင်နဲ့အဆုံးထိနားထောင်ပေးခဲ့ကြရတဲ့ဒုတိယအချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ဒီ presentation အာ interpersonal relationship ဆိုရဲဒီ presentation ကိုလုပ်ဆောင်တဲ့အခါမှာဆိုလို့ရှိရင်လည်းအခက်အခဲတွေအများကြီးပဲကြုံတွေ့ခဲ့ရပါတယ်။ဒါ့ပြင်မဲ့ဒီကျမတို့ကဆိုလို့ရှိရင် interpersonal relationship ဆိုရဲ presentation ကိုလုပ်ဆောင်ရတဲ့အများဗာဒီတဦးနဲ့တဦးပေါ့နော်။ဒါဘယ်သူကတော့ဘာမလုပ်လို့ဘယ်သူကတော့ဘာမလုပ်လို့ဆိုပြီးတော့ဒီအပြစ်တင်ပြောဆိုမှုတွေ နဲ့ဒီအချိန်ပုံမခံမင်းနဲ့ဗာတယောက်နဲ့တယောက်အပြန်အလှန်စာနာနားလည်မှုတွေပြီးပြီးတော့မှဗာဒီဘောနော်အပြန်အလှန်လက်တွဲညီညီနဲ့လှုပ်ဆောင်သွားတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီလိုမျိုး presentation လေးကိုအောင်မြင်မြင်နဲ့လှုပ်ဆောင်သွားနိုင်တာပဲဖြစ်ပါရဲ့ရှင်ဒီ presentation လေးလှုပ်ဆောင်တဲ့အခါလှုပ်ဆောင်လိုက်ရတဲ့အတွက်ကြောင့်လို့ဘောနော်ဗာသမီးတို့မှဆိုလို့ရှိရင်ဒီနေ့စဉ်လူမှုဘဝမှာဆိုလို့ရှိရင်လူတူဦးနဲ့တူဦးကဆက်ဆက် အဲဆက်သွယ်နေရတာဖြစ်တယ်။အခါမှဆိုလို့ရှိရင်လူတဦးနဲ့တူဦးဒီဆက်ဆက်ရေးကိုဘယ်လိုမျိုးရည်ရှိတည်တန်းအောင်အဲရည်ရှိပေါ့နော်လက်တွဲလို့ရအောင်ဘယ်လိုမျိုးတွေလှုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီသိရှိသွားပါတယ်။ဒါပြင်ကိုတခြားသောဘဟုသုတတွေလည်းအများကြီးအရရှိလိုက်ရပါတယ်ရှင်။အခုလိုမျိုးသမီးတို့ကိုအဲဒီလက်တွဲပေါ်မှာပေါ့နော်လည်းဒီဘက်မှာအတုံးချပြီးတော့အလုံးကိုအကျိုးရှိတဲ့ဒီလိုခေါင်းစဉ်မျိုးကို presentation လုပ်ဖို့ချပေးတယ်ဒီ share ထုတ်ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်